ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကဒေါ်ဆန်းဆန်းအေးပါဟုတ်ပြီအသက်က56နှစ်ပါဆရာကြီး59အရွယ်ကကျောင်းဆရာမရန်ကုန်ပါတဲ့ဟုတ်ပြီဆရာကြီးရှင်နဲ့စီဂျိုယောဂါတော့ရှိပါတယ်တဲ့အခုဖြစ်နေတာကတဲ့မကြခဏဖြားနေလို့ပါတဲ့อืมဆရာမအဲ့တော့ဟုတ်စီဂျိုစီဂျိုမငိမ့်လို့ဗျဟုတ်ကဲ့ဆရာဖြားတာလေဟုတ်ကဲ့ဆရာစီဂျိုကနှမျိုးရှိတာဟုတ်ပုံသေးဖြား တက်နေတဲ့စီကြွတ်တစ်မျိုးဟုတ်ကဲ့ဆရာကြီးစီကြွတ်အစာဝမောကြီးတက်လိုက်ကြာလိုက်မနေ့တိုက်လိုက်တယ်ဟုတ်ကဲ့ဆရာကြီးစီကြွတ်ပြောက်နေတယ်ဟုတ်ကဲ့ဆရာကြီးနေ့လောက်တိုက်နေနေ့လောက်မှာစီကြွတ်ထပ်တိုက်နေတက်သွားပြန်ပြီဟုတ်ကဲ့ပါဆရာကြီးအဲ့လိုအတက်အကျ frequency ပေါ့ဟုတ်ကဲ့ဆရာအဲ့ဒါများလို့ဟုတ်ကဲ့ဆရာကြီးအဲ့ဒါဘာလို့များလဲလို့မေးရင်ကိုကချွေးထွက်တာနေလို့ဟုတ်ကဲ့ဆရာကြီးအဲ့လိုဖြစ်တယ်ဆိုဆရာမအနေနဲ့မနေ့အိပ်ရထားရယ်လေဟုတ်ကဲ့ဆရာကြီးအိပ်ရထားထားခြင်းရှည်တော့တာ ဟုတ်ကဲ့ဆရာ။တဘူတဘာသွားတာ။ဟုတ်ကဲ့ပါဆရာ။နော်လမ်းလျှောက်ပလိုက်။ဟုတ်ကဲ့။လမ်းလျှောက်ပလိုက်။လျှောက်ဆရာနေရာမရှိရင်ဥမာကိုယ်နဲ့နှိစက်တဲ့ဆရာဆိုတော့ဆရာအတွေ့အကြုံကံပေါင်းရှိတယ်။ဟုတ်ကဲ့ဆရာ။လေတန်လေးသွားရှူတယ်။ရှူတစ်ပိရေးရှိတစ်ပိရောက်ပေါ့။မရှိလဲကိုယ့်အိမ်ပေါ်ပေါ့။ဟုတ်ကဲ့ဆရာ။နော်အဲ့လမ်းလျှောက်ပလိုက်။လျှောက်ဆရာနေရာမရှိ jogging ပေါ့ jogging ပေါ့တနေရာတဲ့ပြေးမယ်။ဟုတ်ကဲ့ပါဆရာ။အဲစီးထားတဲ့ဖဏကတော့တတိသား။ ကျမရေဖနာပဲစီဟုတ်ကဲ့ပါသူဆရာစီထားတဲ့ဖနာမျိုးပေါ့ဟုတ်ကဲ့ပါဆရာအဲ့လိုလို့ရှိရင်ချွေးဆုလာလိမ့်ဟုတ်ကဲ့ပါဆရာအဲ့ချွေးဆုလာနေကိုအဲ့ဒီယောဂါတဝက်သက်တာပေါ်မှာသိကြတယ်ဟုတ်ကဲ့ဆရာနောက်ဝင်မလီဘူးဆိုရင်တိုက်တယ်ပဲစောက်တဲ့အခါမှာကြောက်စစ်လက်ခဲတွေပုံတာရှိတယ်မလားဟုတ်ကဲ့ပါဆရာအဲ့ဒီမှာသွားစကားလေးချတာပုံပုံစံအနည်းကမြေပဲစီလောက်ဟာလေးတွေပေါ့နော်ဟုတ်ကဲ့ပါဆရာအဲ့ဒါမျိုးလေးစကားလေးချတာပြီးတော့ ကိုရေချိုးကန်အဝလိုနေရာလေးမှာအိုကေလေးလေးလုံးတော့စီလိုက်စီပြီးအဲ့ဒီဒီဘဲစီလောက်ကြောက်စီလေးလေးထားပြီးရေချိုးတော့မယ်ဆိုရင်အဲ့ဒီမှာလေးကြံကန်လေးလို့လေးကြံကန်ဆိုတာခုံဆော့ခုံဆော့လေးလို့ထားပေါ့ဟုတ်ကဲ့ပါစီပြေးသလိုလမ်းလျှောက်သလိုလွတ်လွတ်ချင်းကိုရေချိုးလို့လည်းသိတ်ကောင်းတယ်ယောဂါလည်းတက်တာသွားမယ်ဟုတ်ကဲ့ပါစီအိုင်အဲ့ဒါတော့အကုန်ကြမများပဲနဲ့နင်းနေတော့ခကြီးကထအများတယ်လို့ထင်ရပေမဲ့လို့တကယ်လွတ်လွတ်ရှိရင် တစ်ချိန်ပဲလှုပ်ထားရမှာเนาะကြောင်စစ်လက်ကလည်းပုတ်သူသွားတာလည်းမဟုတ်ဘူးဟုတ်ကဲ့ပါဆရာကြီးမူလည်းတက်မှာမဟုတ်ဘူးဟုတ်ကဲ့ပါဆရာကြီးကိုကလှုပ်ဖြစ်ဖို့ပဲရေးကြည့်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးနောက်စီးတဲ့ဖနက်ကကျမ်းမာရေးဖနက်ကိုသာဥစားပေးစီပါအိမ်ထဲစီးစီးအိမ်ပြင်စီးစီးအခုကလူအလူနမ်းလိုက်ပြီမဲ့လူအလူဘုရားလိုက်ရောပြီလေလူတွေကလည်းလိုက်ရောပါတယ်လူတွေလိုက်ရောပါတယ်ဟုတ်ကဲ့ဆရာကြီး तू ကလေကိုလဲကြိုက်လို့တဲ့စေးတော့ရင်တဲ့ ဆေးအရှင်ကြက်ကျသွားရင်ပေါ့နော်ပြန်ကြိုက်ပါတယ်တဲ့အဲ့ဒါကတော့ဆေးအာကိုသွားရင်တော့ဆေးကြောင့်ဒါကြောက်ထားလို့ယူဆရတော့အဲ့ဆေးအာနိတိညောပြန်ကြိုက်မှသိကြတယ်လေဟုတ်ကဲ့ဆရာကြီးဆေးလိုပဲမြမတိုင်ရင်ဆေးပညာမှာအစာလဲဆေးလေဆေးလဲဆေးကဲ့သို့သောအစာမျိုးလဲစားတတ်ဘူးလို့တာပေါ့ဟုတ်ကဲ့ပါဆရာကြီးဆေးကဲ့သို့သောအစာမျိုးကဘယ်အစာမျိုးလဲလို့ မမေးလေးပဲဆရာဖြေမှာပါဟုတ်ကဲ့ပါဆရာရှေ့ကလည်းဖြေခဲ့ပါပြီဟုတ်ကဲ့ပါနောက်လည်းပဲမမေးမမေးဖြေဦးမှာပါဟုတ်ကဲ့ပါဆရာဘာဖြစ်လဲဆိုရှာကြောရှိတာမဟုတ်ပါဘူးဟုတ်ကဲ့ပါအကျိုးရှိလို့ပါဟုတ်ကဲ့ပါဆရာဘာသူခင်ဗျာများမေးတယ်ဆိုတာသိရင်ပဲမသိလို့မေးတာပေါ့မေးတာပေါ့ဟုတ်ကဲ့ပါဆရာအဲ့တော့အရသာချောင်းမြေမှာကြော်ဖန်ဆက်ကိုရှောင်းပါလို့ဟုတ်ကဲ့ပါနော်အကြောင်းလက်ထပ်နေပါပြီဟုတ်ကဲ့ပါဆရာကျော်ဖန်ဆက်ကိုရှောင်းပါအကျော်အဖန်အဆက်ရှောင်းပါချင်ခါအေးကိုစားပါဟုတ်ကဲ့ ဟုတ်ကဲ့ပါဆရာကြီး။နော်အထူးသဖြင့်ကြောက်ဖြုံသီးနဲ့ဖရေသီးလေးကိုအမှတ်တရအထူးတက်စာပြစားပေးမယ်ဆိုရင်ဒီယောဂါစီကူတာတော့ကိုခီရောက်ပါလိမ့်မယ်။ဟုတ်ကဲ့ပါဆရာကြီး။ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်။အားလုံးအစာဝအနာကင်းပါရရှင်ကြပါစေဗျာ။